သေးသေးချာချာဘဝတစ်ခုကိုလေးလာကြည့်မကောင်းတာလုပ်လို့ရှိရင်မကောင်းတဲ့တုံ့ပြန်မှုဟာဧကန်ဒိဋ္ဌခံရမှာပဲဒါကိုမြတ်စွာဘုရားကဟောတာအထကမ္မဝိဝတေနတောဝိလုတောဝိလုံပတိကံတရားဟာတပတ်လဲလာပြီဆိုလို့ရှိရင်တဲ့သူများကိုလူရဲ့တိုက်ခိုက်တတ်တဲ့ပုဂ္ဂိုလ်တယောက်ဟာကိုယ်လူရဲ့တိုက်ခိုက်မှုကိုခံရမှာပဲဘဝအဲ့တော့ ကမ္မနိယမသဘောရဘုန်းကြီးတို့တွေဟာကိုယ်စီတုံ့ပြန်လာတာအကောင်းကိုတော့လိုချင်တယ်ကိုကလှုပ်နေတာမကောင်းတာလှုပ်တယ်ဆိုရင် ကိုယ်စီလာမဲ့ဟာကမကောင်းတာပဲလာမှာပဲအကူဆိုတဲ့ပဲ့တဲ့တန်ကိုကြည့်ကိုကဆဲလိုက်ရင်ကြားရတဲ့အတန်ကဆဲတယ်ပဲကြားမှာပဲကိုကချိုတာစွာပြောလို့ရှိရင်ချိုတာတဲ့အတန်ပဲကိုယ်စီပြန်လာမှာပဲဒါကမ္မနိယမသဘောတရားတွေပဲ ဒါကြောင့်မို့လို့ခွန်ကြီးတို့တွေဒီတေသနာတော်ကိုမှတ်သားထားပြီးတဲ့အခါအေးတို့တွေတစ်ဖက်သားပေါ်မှာအနိုင်ကျင့်မယ်ဆိုရင်ငါတို့ပေါ်မှာလည်းပြန်အနိုင်ကျင့်တာတွေပေါ်လာလိမ့်မယ်ဒါကြောင့်မို့တစ်ဖက်သားပေါ်မှာတို့တွေဟာအနိုင်မကျင့်သင့်ဘူးမဟုတ်တာတွေမလုပ်သင့်ဘူးဟုတ်တာတွေပဲလုပ်ရမယ်အများကိုကူညီလိုတဲ့မေတ္တာအများ ဒုက္ခရောက်နေလို့ရှိရင်ကုညီလိုတဲ့ကရုဏာကြီးပွားတိုးတက်တာကိုဝန်တာနိုင်တဲ့မုရိတာဒီသဘာဝတရားတွေဒုတဏ္ဏမှာရှိအောင်ဒုစ조사ကြရမှာလို့စိတ်ထဲမှာစိတ်ကောင်းထားဖို့အမတန်မှရည်ကြီးတယ်ပေါ့အဲ့ဒါလို့စိတ်ကောင်းထားခြင်းဖြင့်ကိုမေတ္တာသူမေတ္တာဆိုရလို့တဥမေတ္တာတဥမာဆိုရကိုကမေတ္တာနဲ့ကုညီဆောင်းလျှောက်ထားတဲ့ပုဂ္ဂိုလ်ကိုယ့်ပေါ်မှာမေတ္တာနဲ့ပဲတုံ့ပြန်လာမှာပဲ။ ကိုကကရုဏာထားပြီးတော့သူ့ကိုအကူအညီပေးခဲ့တယ်ဆိုလို့ရှင် ကို့အခက်ခဲကြုံတဲ့အခါမှာလည်းပဲကရုဏာထားပြီးတော့ကို့ကိုအကူအညီမဲ့လူတွေပေါ်လာမှာပဲကိုကသူများကြီးပွားတာကိုဝမ်းသာနိုင်လို့စိတ်ကောင်းနှလုံးကောင်းထားနိုင်ပြီဆိုလို့ရှင်ကို့အပေါ်မှာစိတ်ကောင်းနှလုံးကောင်းထားတဲ့ပုံစံတွေနဲ့ပဲကိုကြုံတွေ့ရမယ်ဒါဟာအတုံအလှဲ့သဘောတရားတစ်ခုလို့ဒီလိုပြောတာနော်ကောင်းတဲ့ဘက်ကဆိုရင်မြတ်စွာဘုရားက ပူဇကေပူဇကောလပတိပူဇံနဲ့ပူဇော်တတ်တဲ့ပုဂ္ဂိုလ်တရားမှလည်းသူ့ကိုပူဇော်မဲ့ပုဂ္ဂိုလ်တွေပေါ်လာဥပမာထူးချွန်တဲ့ပုဂ္ဂိုလ်တွေပဲဖြစ်စေဖရာတရားတန်ခါပဲဖြစ်စေကိုရှိတာနဲ့ပူဇော်တယ်ဘယ်ဟာပဲဖြစ်ဖြစ်အလေးမြတ်ထားတယ်ကိုမြူတယ်ဆိုရင်ဒီပုဂ္ဂိုလ်ဟာလည်းပဲကိုယ့်ကိုပူဇော်မဲ့ပုဂ္ဂိုလ်ဆိုပေါ်လာတာတဲ့ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးတရားတွေဟာကိုယ်တဏ္ဍာမှာရလာမယ်လို့ ဒါကိုဆိုလိုတာအတုတ်အလှဲ့သဘောတရားဆိုတာကာမဏိယအဲ့ဒီကာမဏိယမှာကဘယ်သူကမှဖန်တီးတာမဟုတ်ဘူးကိုယ်တိုင်ဘယ်သူမှပြုမိမိမှုပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ကောင်းတဲ့အပြောဆိုကောင်းတဲ့အလုပ်ကိုလုပ်နိုင်ဖို့ရအတွက်ဘာကိုကောင်းအောင်လုပ်ရမလဲဆိုရင်စိတ်ကောင်းအောင်လုပ်ရမယ်ဒီလိုဆိုလိုတာပေါ့နော်ဒါဖြင့်စိတ်ကောင်းအောင်ဘာတွေနဲ့မွမ်းမံပေးရမလို့ဆိုတော့ မေတ္တာအများကျိုးလိုလားတဲ့စိတ်ဓာတ်ကိုယ့်ရဲ့စိတ်ကိုမေတ္တာတွေနဲ့ထုံမွန်းပေးဖို့လိုအပ်တယ်မေတ္တာလို့ဆိုလို့ရှိရင်တော်တော်များများကတပ်ဝေတ္တာအဝေရာဟောတုတရဝါရီချမ်းသာကြပါစေလို့ဒီလိုမေတ္တာ ပို့နေတာကိုပဲမေတ္တာလို့ဒီလိုထင်တာမဟုတ်ဘူးကိုယ့်စိတ်ထဲမှာဘသူပေါ်ဖြစ်ဖြစ်မလိုမုံထားတဲ့စိတ်တွေကင်းရှင်းစွာထားပြီးအလုံးအစဉ်ပြေကြပါစေ။ အလုံးဒုက္ခမရောက်ကြပါစေနဲ့ဟောမေတ္တာပို့ပုံလေးတွေအလုံးရတဲ့ပရဲ့ကြီးတွေမှလည်းပါတယ်လေနော်နေညမေညတဒုက္ခမေစရာတယောက်ကတယောက်ကိုဆင်းရဲအောင် မလိုလားကြပါစေနဲ့နပရောပရံနိကုပ္ပေထတယောက်တယောက်မလိမ့်လီမလှိစားကြပါစေနဲ့အခုခေတ်ကြီးမှာတယောက်နဲ့တယောက်လိမ့်လီလှိစားမှုတွေများတော့အဲ့ဒီမေတ္တာပို့လေးနဲ့ကိုယ်စိတ်ထဲမှာ เอ๊ะบดุบดุมาไม่หลีษาจักบาสิเนี่ยสอโคแล้วตัวเองก็ไม่หลีษาบดุก็มาบดุเยทุกข์โอทุกข์ยောက်ออกไม่ลุจักบาสิเนี่ยนิญญะเมญญะตาทุกข์ไม่เสียขันธ์ตุมาปาเรมิตรบุญเลยจ้ะတော့ตัพพิตัตตะตัพพิปานาตัพพิพุทธาสะเกวะละตัพพิภัทรานิปัตตันตุมาเกนสิปัพพมากมาตัพพิภัทรานิปัตตันตุ လူတိုင်းလူတိုင်းဟာအကောင်းနေနေကြီးတွေးကြပါစေဘလောက်ကောင်းနော်အားလုံးဟာကောင်းတာတွေနဲ့တွေးကြပါစေစိတ်ထဲကနေအာရုံပြုတ်ပြီးတော့အလုံးဟာကောင်းတာတွေနဲ့ကြီးတွေးကြပါစေအဆိုးတွေနဲ့မတွေးကြမာကင်စိပါပမာကမှာမကောင်းတဲ့ဆိုးကျိုးတွေဘယ်သူ့အပေါ်မှာမကြောက်ရောက်ပါစေနဲ့ဩဖြူစင်တဲ့စိတ်ဓာတ်လေးနဲ့ကိုယ်တဏ္ဏကိုယ့်ရဲ့စိတ်ကလေးကိုမေတ္တာထုံမွှမ်းပြီးတော့ပေးထားရမယ် ေးတခါတခါကျတော့လူတွေကကိုယ့်ကိုယ်အများပေါ်မှာဒီမေတ္တာတရားထားရမယ်ဆိုတာကိုသဘောမပေါက်တဲ့အပြင်မှာဆရာတော်ကြီးတွေနော်မိမိတို့လေးစားမြတ်လို့တဲ့ဆရာတော်တွေနဲ့တွေ့တဲ့အခါဘာပြောတပည့်တော်မေတ္တာပို့ပေးပါဗျာမေတ္တာပို့ပေးအချောင်ရတဲ့အကျိုးလေးပဲလိုချင်တာနော်တကယ်ရတော့မေတ္တာအကျိုး7မျိုးဆိုတာအပုတ်ခံရလို့ရတာမဟုတ်ဘူးကိုကိုယ်တိုင်ပို့မှရတာနော် သူများကမေတ္တာပို့လို့ကိုယ်မှာချမ်းသာအိပ်စေချမ်းသာလျင်လို့အိမ်မဲဆိုးကင်းဆိုတဲ့အကျိုးတွေရတာမဟုတ်ဘူးကိုယ်ကိုယ်တိုင်မေတ္တာပွားမှကိုယ်စိတ်ထဲနှလုံးထဲမေတ္တာတရားရောက်မှဒီအကျိုးတွေကိုခံစားရမှာအဲ့တော့ပိုက်ဆံမှမကုံတာဘာဖြစ်လို့မလုံနိုင်ရလဲနော်ငွေကြေးတနာမတတ်နိုင်လို့တပည့်တော်တို့ကတော့မေတ္တာမပို့နိုင်ပါဘူးဆိုရင်အရှင်ဘုရားတပည့်တော်မေတ္တာပို့ပေးပါဆိုသဘာဝကျသေးတယ်နော် တပည့်တော်ငွေမတတ်နိုင်လို့မေတ္တာရှင်များပို့ပေးပါဆိုရင်ဟုတ်တယ်ကိုကကိုပို့ရမယ်မေတ္တာကြမှာသွားနှမျောနေတယ်လို့ဖြစ်နေတယ်ပေါ့ဒါကတမ္မာဒိဋ္ဌိလို့ဆိုရင်မှန်ကန်တဲ့အမြင်တစ်ခုဆုံးရှုံးနေလို့ဒီလိုဖြစ်ရတာတကယ်တော့စဉ်းစားကြည့်လိုက်လေဘသူပေါ်ဖြစ်ဖြစ်သိတဲ့လူပဲဖြစ်ဖြစ်မသိတဲ့လူပဲဖြစ်ဖြစ်မြင်ရတဲ့တ ত্ত্ব ဝါပဲဖြစ်ဖြစ်မမြင်ရတဲ့တ ত্ত্ব ဝါပဲအလုံးအစဉ်ပြေကြပါလေအစဉ်ပြေတာပဲကြည့်ခြင်းနဲ့နော်ဘယ်သူမှဒုက္ခမရောက်ပါစေနဲ့ ဟောဒီစိတ်ကလေးကိုကိုယ်တဏ္ဍမှာမွေးတာမနဲ့အေးရထားတဲ့အချိန်ကလေးမွေးတာဒါကို စိတ်ကောင်းလို့ခေါ်တာပဲအဲ့ဒါလို့ကိုယ်စိတ်ကောင်းထားတဲ့ဟာဒီကုသိုလ်ကနဲတဲ့ကုသိုလ်လားလို့ဆိုအမြဲတမ်းကြီးမားတဲ့ကုသိုလ်လို့ခေါ်တယ်မြတ်စွာဘုရားက ဝေလာမတုတ်တံမှာဟောထားတာတော့ကျောင်းကြီးဆောက်ထူတဲ့ကုသိုလ်ဟာတဲ့ငွေကြေးတနာအကုန်ကြပြီးတော့လှူတဲ့ပစ္စည်းလေးပါအလှူတွေတည်းမယ်စတုတ္တိတ တန်ဃာကိုရည်စုပြီးတော့ကြောင်းဆောက်အလှူဟာအကောင်းဆုံးပဲဒါဖြင့်သူ့ရဲ့ကောင်းတာရှိသေးလားရှိသေးတယ်တရဏဂုံသုံးပါးဆောက်တည်တာအဲကြောင်းဆောက်လှူတာတဲ့ပုဂ္ဂိုလ်တို့ရတယ်ဒါဖြင့်တရဏဂုံဆောက်တည်တာတဲ့ကောင်းတာရှိသေးလားအေးငါးပါးသီလထပ်ပိုးလိုက်ရင်ဒီတဲ့ကောင်းတယ်ဟောဒီလိုဟောတာနော်ဒါဖြင့်ငါးပါးသီလတပည့်တော်တို့တရဏဂုံလည်းရတယ်ငါးပါးသီလလည်းရှိတယ်ဒီတဲ့ကောင်းတဲ့ကုသိုလ်ရှိသေးလားဆိုရှိတယ်မေတ္တာပွားဟောမေတ္တာပွားတယ် တရားရေအလုံးပေါ်မှာချုံးကုန်ပြီးကိုသိတဲ့လူရောမသိတဲ့လူရောကမ္ဘာလောကမှာရှိတဲ့လူတွေအလုံးအဆင်ပြေကြပါစေဆိုတဲ့စိတ်မွေးတာဟာဘာလို့ထားလို့ဆိုကိုယ့်ရဲ့ရင်နဲ့နှလုံးထဲမှာအမုန်းတရားမရှိဘူးဆိုတာထုတ်ဖော်နေတာပဲအရေးကြီးတာအမုန်းတရားမရှိဘူးပဲမေတ္တာပို့တယ်ဆိုတာကိုယ့်ရဲ့နှလုံးထဲကအမုန်းတွေကိုရှင်းပြထားနော်ဒါမှမေတ္တာဆိုတာ ေးသဗ္ဗေတ္တရွတ်ကောင်းလို့ရွတ်နေတာတခါတလေစိတ်ကပါဂျမပါတာနော်အဲ့ဒီလိုမလုံးနဲ့မေတ္တာဆိုဒီမှာမနောကကိုယ်စိတ်ထဲမှာတရားဝါရဲ့အကျိုးစီးပွားကိုလိုလားတယ်ဆိုရင်မေတ္တာစိတ်ကိုအခိုင်အမာတည်ဆောက်နိုင်ရအဲ့ဒီလိုတည်ဆောက်ခြင်းဟာစိတ်ကောင်းပဲအမြဲတမ်းမောမြတ်တဲ့စိတ်မေတ္တာစိတ်ရှိလာပြီဆိုတဲ့ပုဂ္ဂိုလ်တယောက်ဟာသူတော်ဘာကိုထိခိုက်နစ်နာမဲ့ပါဏာတိပါဏာလောက်ပါအောင်မလားမဟုတ်ပါဘူး မလုတ်ဘူးလေသူက အလုံးရဲ့အကျိုးစီးပွားကိုလုံလာတာဆိုပါဏတိပါဒဆိုတာအ ਨੇ ဆုံးမသိရင်တောင်ဒုက္ခရောက်မှာလေဟုတ်လို့ကတခါသူများ စိတ်ဆင်းရဲတယ်သူများပစ္စည်းလေးပါသွားတယ်အခိုးခံလဲရတယ်ဆိုစိတ်ဆင်းရဲမှာဟောသူများစိတ်ဆင်းရဲတဲ့အရိဏဒါနလည်းမလုတ်ဘူးသူတော်ကမိသားစုထဲမှာသွားပြီးတော့ပြစ်မှားလို့ရှင်လေအဲ့ဒီမိသားစုဟာစိတ်ဆင်းရဲမှာဆိုတော့မေတ္တာရှိတဲ့ပုဂ္ဂိုလ်ကဘယ်လို့မှမလုတ်ဘူးဒါလည်း တခါသူများအကျိုးပြည့်အောင်လိမ့်လီလှိစားတယ်ဆိုတဲ့မုတာဝါဒဆိုတာလေမေတ္တာရှိတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမလုပ်ဘူးသူများဒုက္ခရအောင်ဟောသူရမေရယဆိုတာအများပေါ်မှာမေတ္တာရှိတဲ့ပုဂ္ဂိုလ်ကဘယ်လိုတွေးလဲငါဟာမိသားစုကောင်းကျိုးဆောင်ရွက်မယ်မိသားစုကောင်းကျိုးဆောင်ရွက်နိုင်အောင်ငါမှနေစဉ်အသိပညာအတတ်ပညာတွေလိုအပ်တယ်ပညာစည်းပူးမယ်ရလာတဲ့ပညာနဲ့မိဘကို ကျေးဇူးဆက်မယ်မိသားစုချမ်းသာအောင်ထားမယ်မိတ်ဆွေတင်ကားတွေကူညီပေးမယ်ကုသိုလ်ကောင်းမှုတွေပြုမယ်အဲ့တော့ဒီလိုအသိပညာတွေရဖို့ရာအတွက်အနှောင့်အယှက်အဟံတာဖြစ်နေတဲ့အယက်သေးစာတောက်စားမှုကိုငါရှောင်ရမယ်ဆိုတော့ဒီလိုဆိုလိုတာနော်မူရစ်တောက်စားနေတဲ့ပုဂ္ဂိုလ်တယောက်ဟာဘသူအကျိုးမှမလုံးနိုင်နံပါတ်1သူအကျိုးသူမလုံးနိုင်တော့အဲ့ချင်းသူအကျိုးတောင်သူမလုံးနိုင်အများအကျိုးဘယ်လိုလုပ်လို့လဲ မလုံနိုင်တော့ဒါကြောင့်မို့လို့သူတစ်ပါးရဲ့အကျိုးကိုလိုလားတဲ့ပုံကိုတယောက်ဟာမူးရစ်တောက်စားပြီးဂျန်ကားနေတဲ့ပုံကိုရစ်မူးနေတဲ့ပုံကိုဆိုမှဖြစ်တော့ဩငါးပါးတိလာတုံသွားအဲ့တော့မေတ္တာရှိခြင်းကြောင့်လည်းငါးပါးတိလာတုံသွားနိုင်တယ်ဩနောက်တစ်ခုစဉ်းစားကြည့်ကိုမေတ္တာထားတဲ့အပိုင်းဝိုင်းကြီးတစ်ခုတရားတွေအားလုံးပေါ်မှာမေတ္တာထား လူတွေပေါ်မှာလည်းမေတ္တာထားတာမဟုတ်ဘူးတတဝါတွေအလုံးပေါ်မှာမေတ္တာထားတာမေတ္တာထားတော့ဘယ်သူနစ်နာအောင်မှမလုပ်ဘူးအဲ့ဒီမေတ္တာစွမ်းအားရှိလာလို့ကိုမေတ္တာထားတဲ့ပုဂ္ဂိုလ်တွေဟာတစုံတစ်ခုသောအကြောင်းကြောင့်ပြဿနာတွေဖြစ်ပြီးတော့ဆင်းရဲဒုက္ခကျုံနေမယ်ဆိုလိုက်အော်ဒီဆင်းရဲဒုက္ခကလွတ်ကြပါစေသူတို့ဒုက္ခမရောက်ကြပါစေနဲ့ဆိုတော့စိတ်တွေအရင်ဖြစ်လာတာအဲ့ဒါကိုကရုဏာလို့ခေါ်တယ်နော် ဒုက္ခမရောက်စေချင်တာဘယ်သူကမှဒုက္ခမရောက်စေချင်ဩအဲ့ဒီချက်မဲ့ကိုမေတ္တာထားတဲ့ပုဂ္ဂိုလ်တွေကအောင်မြင်ကြီးပွားလာလို့ရှင်လေလူတွေကများသောအားဖြင့်တဦးတယောက်အောင်မြင်ကြီးပွားလာလို့ရှင်အပြစ်ပြောဖို့ပဲစဉ်းစားတယ်အပြစ်ပြောဖို့ပဲစဉ်းဘာလို့လို့အောင်နာဘာဖြစ်လို့ကြီးပွားတာလဲဆိုပြီးတော့အပြစ်ပြောဖို့အဲ့ဒီအပြစ်ပြောတာကိုအိတ်တာလို့ခေါ်တယ် jealousy တဲ့အဲ့ဒါဘာဖြစ်လို့ jealousy ဖြစ်ရလဲဆိုတော့မုရိတာ ဝမ်းသာနိုင်မှုကင်းလို့တဲ့အဲ့ဒါကြောင့်မို့ကိုကြီးပွားစေခြင်းနဲ့ပုဂ္ဂိုလ်တယောက်ကြီးပွားတိုးတက်လာတဲ့အခါမှာဝမ်းသာနိုင်အောင်ကြိုးစားရမယ်ဆိုဟောဒီမေတ္တာမွန်မြတ်တဲ့မေတ္တာကရုဏာမုရိတာဆိုဒီတရား၃မျိုးကိုတဏ္ဏမှာအခိုင်အမာတိဆောက်ထားတာကိုပဲစိတ်ကောင်းနှလုံးကောင်းလို့ခေါ်တာဒီတဲ့ကောင်းတဲ့စိတ်ကောင်းနှလုံးကောင်းပဲရှိတော်မလဲလူတိုင်းဟာကိုယ့်ကိုယ်တော့ကောင်းကြမှာပေါ့ အများပေါ်ကောင်းဖို့မှအရေးကြီးတာကိုအဲ့တော့ဒီစိတ်ကောင်းနှလုံးကောင်းကိုကုသဏ္ဍမှာအခိုင်အမာဖြစ်အောင်တည်ဆောက်အဲ့ဒါလို့တည်ဆောက်လိုက်တဲ့အခါကျတော့နောက်ဆုံးဥပိ္ခာဆိုတာကျတော့ကိုလှုပ်လို့ပါမရလှုပ်လို့မရလူတိုင်းဟာလှုပ်လို့ရလားဆိုမရဘူးသူကနဲ့သူလာတာသဗ္ဗေတ္တကမ္မတကဩသူကနဲ့သူလာတာနောက်ဆုံးမှကိုသားသမီးတောင်ကိုကယ်ကျင်လို့ရတာမှမဟုတ်တာ ေအဲ့ဒီခါကျတော့ဥပိ္ခာလို့ဆိုရဲမြင့်မြတ်တဲ့စိတ်ထားတယ်ဥပိ္ခာဆိုဒီမှာအရက်ထဲမှာတော့ဘာပြောလဲဆိုရင်ဒီကောင်မတည့်ဘူးအမြင်ကတ်တယ်မခေါ်ဝဲနေတယ်စကားမပြောဝဲနေပဲဆိုတဲ့ဟာကိုဥပိ္ခာလို့ထင်တာအဲ့ဒါမဟုတ်ဘူးเนาะဥပိ္ခာဆိုဒီမှာသူ့ပေါ်ကနေပြီးတော့ကိုယ်ပေါ်မှာတုတ်ပြန်လာတာတကူဘာမှမျောလင်းချက်မထားဘူးလှုပ်တဲ့နာလှုပ်ပေးတယ်တီးတဲ့ ရှင်းအောင်ပြောပြမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားအလောင်းတော်တွေဖြည့်ခြင်းရတဲ့ပါရမီ၁၀ပါးထဲမှာမေတ္တာပါရမီဥပေက္ခပါရမီဆိုပါတယ်ကရုဏာနဲ့မုရိတာတော့ပါရမီထဲမှာမပါဘူးအရေးကြီးတာမေတ္တာနဲ့ဥပေက္ခအလွန်ရေးကြီးခဏိခေတ်မှာလည်းသေသေးချာချာစဉ်းစားကြည့် လောကလူတွေဟာမေတ္တာရှိလို့အကူအညီပေးလိုက်တယ်မှန်ကန်တဲ့စိတ်နဲ့အကူအညီပေးတယ် သို့တော့ဥပိ္ခာမရှိဘူးဆိုရင်ဘာဖြစ်လဲဒီလူငါတစ်ချိန်လုံးကကူညီထားတာငါကြတော့မကူဘူးမဖြစ်ပေဘူးလားနော်သူကငါကူထားငါတို့ကဒီကောင်ကငါအောက်ကပါအခုမှနေဒါမျိုးကလာသေးတာနော်အရင်တော့ငါလည်းအောက်ကအခုကြတော့သူကကြီးပွားသွားလိုက်တာဆိုပြီးတော့အကောင်းမပြောနိုင်ဘူးဘာဖြစ်လို့လဲဥပိ္ခာမရှိတာနော် ဥပိ္ခာရှိရမယ်ဘယ်လိုရှိရမလို့ဆိုဘုရားလောင်းနေကြတော့မေတ္တာယပုပ္ပကာရိနောမေတ္တာရှိသည့်အတွက်ကြောင့်လူတူတူယောက်ကိုကိုယ်အားစတင်ပြီးတော့အကူအညီပေးတယ်ဥပိ္ခာရှိသည့်အတွက်ကြောင့်ပစ္စုပ္ပကာရဏနာတိတန္တိသူစီကတုတ်ပြန်လာမဲ့ခြေစွတင်ပါတယ်ဆိုတာတောင်မလို့ခြင်းမပြောက်လဲဘူးဟောကလားကိုယ်ခြေစွတင်ပါတယ်လို့တောင်ပြောစရာမလိုဘူးကိုကမေတ္တာနဲ့ကူညီတာကိုယ် သူစီကဘာမှပြန်မလို့ချင်းအခုခေတ်ကျတော့အဲ့လိုမဟုတ်ဘူး give and take ငါလှုပ်ထားတာပြန်ပေးရမယ်ဆိုပုံစံနဲ့တချို့ဆိုရင်အကူကြီးပေးထားတာပြန်တောင်တောင်းတယ်လို့ပြောတယ်မတဲ့တဲ့အခါကျနော်အဲ့ဒါဘာဖြစ်လို့ဆိုဥပိ္ပခမထားနိုင်တာခေါ်တယ်အဲ့တော့သူကူညီခဲ့တဲ့ဟာတွေကစစ်မှန်တဲ့မေတ္တာမဟုတ်တော့ဘူးအတုံးဒီကိုဘာနဲ့ဥပမာတူတော့ဆိုဘုန်းကြီးတို့ငယ်ငယ်တုန်းကသူများဆိုတာနဲ့ဆိုတာဘာမှလည်း ုမသိတဲ့အချိန်ပါနော်နေ့အသက်တစ်ခါလွတ်ရင်ငါအသက်ဆက်ကလွတ်ဆိုဘယ်တရားမလဲကိုကတစ်ခါလှုပ်တာသူကြတော့ကိုကြတော့ဆက်ကပေးရမယ်ဆိုအတိုးစားတာနဲ့မတူဘူးလားအေးလူတွေကအတိုးတားလို့ခြင်းတာအကျကိုကူညီလိုက်တာကိုပြန်ပြီးတော့တုတ်ပြန်ကူညီမှုသိညှော်လင်းကြတယ်ပေါ့။ရသော်ဘုရားပါရမီဖြည့်တဲ့အခါမှာတော့ဘုရားလောင်းတော်တွေဟာ မေတ္တာရှိလို့တရားတွေကိုကူညီတယ်ကိုကူညီလိုက်တဲ့ပုဂ္ဂိုလ်စီကဘာကိုမှ တုံ့ပြန်လာတာကိုမမျှော်လင့်ဘူးတဲ့ဒါဥပိ္ပခါလို့ခေါ်တယ်ဒါဥပိ္ပခါရဲ့သဘောကိုနားလည်အောင်ပြောပြတာเนาะအဲ့တော့မေတ္တာကရုဏာမုရိတာဥပိ္ပခါဆိုရဲဗျမစုံတရားလူတွေကပြောတော့ပြောနေကြတာပဲဗျမစုံတရားဗျမစုံတရားနဲ့ပြောနေကြတာတကယ်လက်တွေ့ကိုယ်မှဗျမစုံတရားကျင့်သုံးဖို့လိုအပ်တယ်ပေါ့ အလုံးပေါ်မှာမေတ္တာထားပြီမိသားစုတူပဲဖြစ်စေတော့မိသားစုထဲမှာမိသားစုထဲမှာမေတ္တာထားပြီဆိုရင်အေးသားလို့တဲ့လူကလည်းပဲငါအမေငါအဖေငါမောင်နှမငါနှမတွေနော်ငါအကိုတွေချမ်းချမ်းသာသာ ရှိကြပါစေဆိုပြီးလှုပ်ရှားရှိတာငါလုပ်မယ်နော်သူတို့ချမ်းချမ်းသာသာနေကြပါစေဆိုစိတ်နဲ့ပဲလှုပ်တယ်ဒီလိုလှုပ်တယ် ဒါလည်းပဲမေတ္တာပဲတခြားမေတ္တာမထားနိုင်နဲ့အောင်ကိုမိသားစုတွေပါဩထမင်းချက်တဲ့အခါလဲမိဖို့ကြောင့်နေမှာအားလုံးဟာချမ်းမြမ်းသာသာစားပြီးတော့ချမ်းမြမ်းမှမှရှိကြပါသေးဆိုလို့ရှင်နေ့စဉ်အလှကြီးပေးနေရတယ်လို့ကောင်းကျိုးချမ်းသာတွေရနိုင်တယ်ဒါလည်းဒါနကောင်းမှုပဲနော်ဒါလည်းဒါနကောင်းမှုပဲလူတွေကဒါနကောင်းမှုဆိုရင်အာပိုက်ဆံတွေအကုန်ကြခံပြီးတော့အကြီးအကျယ်ကြီးလှူမှဒါနဖြစ်တယ်လို့ဒီလိုထင်နေကြမဟုတ်ဘူး ကိုယ်အိမ်လာတဲ့ဧည့်သည်ကောင်းမွန်ကျွေးလိုက်တဲ့အခါလဲဒါလည်းဒါနပဲအလွန်မောမြတ်တဲ့ဒါနဒါနနဲ့ပတ်သက်ပြီးရောမြတ်စွာဘုရားကဘလောက်ထိဟောထားလဲဆိုရင်ဝိသကုတ္တသုတ်တံဒါနဆိုတာတဲ့ကိုစားပြီးတောက်ပြီးဒီပကံခွဲရောက်ဆေးကြောတဲ့ထဲမှာထမင်းစည်းလေးတွေဟင်းလေးတွေပါသွားတယ်အဲ့ဒါလေးတွေကိုစားပြီးတတ္တဝါတွေအသက်ရှင်ကြပါစေစားကြပါစေဆိုရင်စိတ်ကလေးနဲ့တွေ့တော့ အဲ့ဒီဒါနရဲ့အကျိုးကကိုယ်စီရောက်တယ်လို့မြတ်စွာဘုရားဟောတာဆိုလိုတာကအဲ့ဒီလောက်ကလေးထားတာတောင်မှပဲဒါနအကျိုးရတယ်ဆိုတော့ဟောအိမ်လာတဲ့ဧည့်သည်ကြွေးတာဘာလို့ဒါနမရမလဲကိုယ်အိမ်ကိုဆွမ်းငံကြွလာတဲ့တန်ခါဆွမ်းတဆွမ်းလောက်လိုက်ဘာလို့ဒီအကျိုးမရမှာလဲဖရားတွေ့လို့ပန်းလေးတစ်ခွင်လှူလိုက်တယ်ရေချမ်းလေးတစ်ခွင်လှူလိုက်တယ်အလွန်မွန်မြတ်တဲ့ဒါနတွေဒုတွေတွေလုံနေရတာပါလားလို့အလွန်တန်ဖိုးထားရဖို့လိုတယ်ကုသိုလ်ကိုနော် အဲ့ဒီကုသိုလ်တွေဟာကိုယ်စီကိုပြတ်မလာဘူးမဟုတ်ဘူးတုံ့ပြန်ပြီးရောက်လာမှာပဲမရောက်ဘဲနဲ့လမ်းပျောက်သွားတာဆိုတာမရှိဘူးเนาะပိုက်ဆံကြတော့ပျောက်တတ်တယ်တတိထားကုသိုလ်ကောင်းမှုကတော့အဲ့ဒါလို့မပျောက်ဘူးเนาะဘာလို့လို့ကိုယ်စီပြန်ရောက်လာမှာပဲဘာဖြစ်လို့တော့ဆိုဘာဖြစ်လို့မပျောက်တာတော့လို့ဆိုပိုက်ဆံကအပြင်ဘက်မှာရှိတာလေဒီကုသိုလ်စိတ်ကအပြင်ကလားအတွင်းကလားဘလို့မှမပြောက်ဘူးခိုးယူလို့လည်းမရဘူး ဒီလိုဆိုတာပေါ့နော်အဲ့တော့ဒီလိုတန်ဖိုးရှိတဲ့ကုသိုလ်စိတ်ကလေးတွေကိုယ်တိုင်မှာဖြစ်အောင်ကြိုးစားမြတ်စွာဘုရားသခင်ကဒါကိုပြောတာဒီစိတ်ဖြူစင်ပြီစိတ်စင်ကြယ်ပြီဆိုရင် ကောင်းကျိုးချမ်းသာတွေရတယ်လို့ဆိုတာဒီအသေးပဲကိုပြောတာဒါကြောင့်မို့စိတ်တွေဝိတုဒ္ဓေသူကတိပါဋိခင်္ခာဒီဘဝမှာတည်းပဲစင်ကြယ်တဲ့စိတ်ဟာကောင်းကျိုးချမ်းသာတွေကိုမျှော်လင့်ပွေရာဖြစ်လာတယ်သူရဲ့အကျိုးဆက်အကောင်းမဖြစ်လာမယ်လို့ဒီလိုဟောတာ အဲ့ဒီဟောတာကိုလိုက်နာကျင့်သုံးဖို့ကရကုတ္တံမယ်မကျင့်သုံးရင်တော့ဘာတစ်ခုမှမရဘူးဘာမှမရဘူးဆိုတာစဉ်းစားကြည့်လေထမင်းတောင်ကိုကိုယ်တိုင်စားမှဝမှာပေါ့သူများစားတာထိုင်ကြည့်နေပဲဝမလဲဘာပဲဖြစ်ဖြစ်ကိုကိုယ်တိုင်လုံးဝမယ်ဆိုတာကိုတော့မမေ့နိုင်နဲ့အဲ့တော့ဘုန်းကြီးတွေတွေ့တဲ့အခါတပည့်တော်မေတ္တာလေးပို့ပေးပါဖရာလို့မလျှောက်နိုင်နဲ့နော်အရှင်ဘုရားတပည့်တော်မေတ္တာပို့ပါမယ်ဖရာပဲလျှောက် ဟုတ်ကဲ့လားအဲ့ဒါတခုကလမ်းလွဲပြီးတော့နေကြတယ်တော်တော်များများမေတ္တာပဲခံယူခြင်းနဲ့ကိုယ်မေတ္တာကြတော့မပေးခြင်းသူများစီကပဲရခြင်းနဲ့ဆိုအတိပ္ပယ်ဖြစ်နေတယ်ပေါ့ဩကိုယ်ကမေတ္တာထားရင်သူ့မေတ္တာဆိုတာလေကိုယ်စီအလိုလျောက်ရောက်လာတာပဲနော်တုမေတ္တာတုမဆိုတာအာလုံးရဲ့မေတ္တာတွေကိုယ်စီရောက်လာကိုယ်ကမေတ္တာထားတဲ့အတွက်ကြောင့်မေတ္တာရှိတဲ့ပုဂ္ဂိုလ်ရဲ့မျက်နှာ မြဲတမ်းကြည်လင်ရှင်ပြုံးနေသည့်အတွက်ကြောင့်သူ့ရဲ့ဆက်ဆံရေးဟာမြဲတမ်းကောင်းနေတယ်။နော်ပါရမီပုံရိပ်အမတ်တစိတ်ဆိုပြီးတော့ခေါင်းကြီးတို့၅ရက်ဟောထားတဲ့ဒီလက္ခဏတုတ်တံအနှစ်ချုပ်ပြီးတော့ဟောထားတဲ့မြတ်စွာဘုရားအလောင်းနေဒီပါရမီဖြည့်ခဲ့တုန်းကဆိုလို့ရှိရင်သူ့ကုသိုလ်ကောင်းမှုဘုရားအလောင်းဟာမျက်လုံးတွေလှတာတို့ဘာဖြစ်လို့လှတာတို့ဆိုရင်ဘသူ့ကိုမှမျက်စောင်းထိုးပြီးမကြည့်ခဲ့ဘူးတဲ့ အဲ့ဒါမျက်ဆောင်ထိုးကြည့်တာလဲအကုသိုလ်ပဲเนาะချစ်ခင်တဲ့မျက်လုံးနဲ့ချစ်တတ်ရမယ်ဘသူ့ကိုပဲဖြစ်ဖြစ်မုံနဲ့မျက်လုံးနဲ့မကြည့်နဲ့ချစ်ခင်တဲ့မျက်လုံးနဲ့ချစ်တတ်အောင်စိတ်ကိုကစပြီးတော့ပြင်ရမယ်လို့ဒီလိုဆိုတာเนาะအေးဒါကြောင့်မို့တရားချစ်ခင်တရားစဉ်ပရိသတ်ပေါ့နော်အတုံအလှဲ့ဆိုတဲ့ကမ္မနိယမသဘောတရားဟာကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ် မကောင်းတာလုပ်လို့ရှိရင် မကောင်းတဲ့အတုံအလှဲ့ဆိုတာရောက်တယ်။ကောင်းတာလုပ်လို့ရှိရင် ကောင်းတဲ့အတုံအလှဲ့ဆိုတာရောက်လာမှာပဲ။ကမ္မနိယမဆိုတာဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘူးတဲ့။တဘာဝအတိုင်းဖြစ်ပေါ်လာတဲ့မိမိရဲ့တဏ္ဍမှာဖြစ်လာတဲ့ကံတရားရဲ့ဖြစ်ပေါ်လာမှုပဲဆိုတာကိုယုံကြည်ပြီးတော့တို့တဲ့တွေလာဒီကနေ့ကနေစပြီးမြတ်စွာဘုရားအဆုံးအမအတိုင်းကောင်းတဲ့ကံတွေကို တို့တွေပြုလုပ်ကြရမှာဖြစ်တယ်မကောင်းတဲ့ကံတွေကိုမလုံမိအောင်ရှောင်ကြရမှာဖြစ်တယ်လို့ကိုစီကိုစီတတိထားပြီးတော့ကောင်းတဲ့ကံတွေဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တည်း